မိလာပါညစီကွာဆဆောင်မနှုတ်ကိုဆက်သားပါရယ်အော်တိုဘာလ16ရက်2025ခုနှစ်ကြာသပတေးနေ့ယောဟန်သည်လူပေါင်းတို့အားပြန်ပြောသည်ကငါသည်သင်တို့အားယေနိုင်ပတိဆံကိုပေး၏ငါထက်တဆွမ်းနိုင်သောသူသည်ကြွာလာသည်၏ရှင်လူကခရွင်ချန်ခန်းချီ3ခန်းငယ်16ခေါင်းစဉ်ကပတိဆံနှစ်ပတ်အခန်းကြီး3ခန်းငယ်16 ကဲဒါပရင်တီမရီနန်းဆန်သော15နှစ်တွင်တောနာရှိသောဇာခရီတာယောဟန်သည်ဖျားသခင်ဖျားရိတ်တော်ကိုခံရပါသည်ရှေးကပရောဖက်ဂျီဟေရှာယဟောပြောခဲ့သောအနာဂတ်စကားနှင့်လျော်ညီစွာဖြင့်ယောဟန်သည်နောင်နာနှင့်ဆက်ဆိုင်သောတရားကိုဟောပါသည် ထိုတရားကိုရှင်လူကာကမှတ်တမ်းပြုခဲ့ရပြီးဗတ္တိဇံတရားဟူ၍ခေါ်ဝေါ်ပါသည်ယောဟန်သည်ယော်ရမြစ်အနားမှလှည့်လည်၍ အပြစ်လွတ်ခြင်းပေါ်လူပေါင်းကို ဟောပြောသောအခါသူ၏တရားကိုကြားရ၍လူများသည်ဗတ္တိဇံခံမှုထွက်လာကြပါသည်ထိုသူတို့ကိုနောင်နာနှင့်ထိုက်တန်သောအကျဉ်းကိုကျင့်မှုထပ်မံ၍ဟောပြောပါသည်ကျွန်တော်တို့အသင်းတော်များမှတစုံတယောက်ကဗတ္တိဇံမင်္ဂလာကိုခံယူကာသေဝင်သူဖြစ်လာဖို့ဆန္ဒရှိတော်လဲသူတို့ကိုထပ်မံ၍တိဆောက်ပေးဖို့ယုံကြည်ခြင်းမှ တိဆောက်ပေးဖို့လူတော်အကြောင်းကိုယောဟန်ကဖော်ပြပါသည် ထို့ကြောင့်လည်းဗတ္တိဇံဆရာယောဟန်ဟူသောဘွဲ့နာမသင်ကိုရပါသည် သူ၏ဟောပြောသူတင်ချက်များကအင်မတန်မှထျောက်သောအခါလူချို့ကဒီလူကခရစ်တော်များလားဟုတွေးတောအောင်မိလာပါသည်ယောဟန်က ရှင်းလင်းပြသပါသည်ချော်လဲရောထိုင်မလုပ်ဘဲပြန်ပြောသောစကားမှာငါသည်သင်တို့အားရင်၌ဗတ္တိဇံကိုပေး၏ငါထက်တက်ဆွမ်းနိုင်သောသူသည် ကြားလာသည်ဤထိုသူ၏ချင်းနှင်းတော်ကျိုးကများငါမတိုင်း ထိုသူသည်တန်ရှင်သောဝိညာဉ်တော်၌၎င်းမိ၌၎င်းတင်တို့ကိုပဏိစားပေးမည်ရှုလကခရဝင်ချံခန်းကြီးသောခံငယ်ဆန်းချောင်းဝင်ဖြစ်ပါသည် ခရိယတတမှာပဏိစံမင်္ဂလာခံယူခြင်းသည်အရေးကြီးသောတသင်တစ်ခုဖြစ်ပါသည်တခင်ယေရှုကိုယ်တိုင်ပဏိစံကိုခံယူသောကြောင့်ကျွန်တော်တို့သည်လွှမ်းရှောင်ရမရပါအသင်းတော်တစ်ပါးတွင်သင်ယုံဆရာ၏သားကနှင်းချင်းမင်္ဂလာခံဆရာမလို့ဘူးကျွေးကြောကတမန်တော်နှင့်ဆန်းကျင်သောအရာတို့တွားနေသည်ကိုတွေးခဲ့ရဘူးပါသည် ဗန္ဒီစာမင်္ဂလာကိုခိုင်ယူမတာတင်းဝင်သူဖြစ်လာမှာပါ။ငါကတော့ဒီတင်းတော်မှာမပါရလဲကိစ္စမရှိဘူး။ကောင်းကင်တင်းတော်မှာပါဝင်ရပြီးအောင်မေကကောင်းမနေသူများလည်းရှိပါ၏။ န်ဒီဆန်ဆရာယောဟန်ဒီအကြောင်းမဲ့မတော်တဆယော်ရမြင့်သားတို့ရောက်ခင်လာတာမဟုတ်ပါဘူးနော်ဗန်ဒီဆန်မင်္ဂလာခံယူခြင်းဖြင့်ယင်းနှင့်ရှင်ချောခြင်းကိုလက်ခံရပါသည်ထို့နောက်မှာတကင်ရွှေဗန်ဒီဆန်ကိုလည်းခံယူကြရမှာပါဝဉ္ညွန်တော်လေး၎င်းမိနစ်၎င်းပေးဦးမည်တကင်ရွှေဗန်ဒီဆန်ကိုလည်းထပ်ဆင်လက်ခံရမှာဖြစ်ကြောင်းမှမေ့ရွှေအားလုံးဖြားခြင်းကောင်းချီးပေးပါစေ